ဒီကားလေးကိုဘာလို့လက်ခံလိုက်လဲဆိုတော့ဒီတက်ကိုကြော်ရဲအောင်မကြီးကဖေဖေလို့ခေါ်မယ်ဆိုတာနဲ့မကြီးလက်ခံလိုက်တာပါ။မှမဆိုသူကကိုထက်6နှစ်တောင်ကြီးရဲ့။ဒါပေမဲ့အမြဲတမ်းသူကကိုထက်6နှစ်ငယ်သလိုနေတယ်။အဖြစ်ကအဲ့ဒါလို့အခုလိုမျိုးမမနဲ့မောင်လေးဆက်တွေထပ်ပြီးတော့ဘယ်တော့မှမရိုက်တော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။ဘာလို့လဲဆိုတော့နောက်တစ်ခါရှိသေးရဲ့။အဲ့ဒီတစ်ခါကြိုက်လဲအဲ့မျက်နှာပူပါအောင်မယ်။ of life ကားလေးကိုဘာလို့လက်ခံလိုက်လဲဆိုတော့ဒီတဲ့ကိုကြော်ရအောင်မကြီးကဖေဖေလို့ခေါ်မယ်ဆိုတော့လည်းမကြီးလက်ခံလိုက်တာပါဒါပေမဲ့အဲ့အဲ့အဲ့တော့အဲ့လိုအဲ့လိုခေါ်လိုက်တော့အဲဇဝင်ကမှဖေဖေလို့ခေါ်မယ်ဆိုတော့မကြီးကလက်ခံလိုက်တယ်ဒါပေမဲ့ तू ကမလာဘူးဒီနေ့ပွဲကိုဘာလို့ဆိုတော့ तू ပြောခါမှဆိုလို့ထင်ပါတယ်ကြာဘာမှဆို तू ကကိုထက်6နှစ်တောင်ကြီးရဲ့ဒါပေမဲ့အမြင်နဲ့ तू ကကိုထက်6နှစ်ငယ်သလိုနေတယ်အဖြစ်ကအဲ့ဒါလိုဟုတ်တယ်မကြီးတို့ကအတွဲမဟုတ်ဘူးပေါ့နော်မကြီးတို့ကဥပမာချူးလေးနဲ့မကြီးနဲ့က2ကြီး သူနဲ့ကိုရွှေထူးနဲ့ကသားဖအဲ့ဒါကိုသူကကိုစောကိုပြောတယ်ကျွန်တော်တို့ကကျတော့ဘာလို့သားဖဖြစ်ရတာလေတဲ့သူတို့ကြတော့တဲ့တူကြီးတဲ့သူတို့သားမိလောက်ပါလားတဲ့သူတို့ကြတော့တူကြီးလို့ပြီး तू ကသားဖဖြစ်တယ်ပေါ့နော်မကျေနပ်ဘူးဒါမကျေနပ်လည်း तू ရိုက်လိုက်ရတာပါလေကိုယ်လည်း तू ကိုဖေဖေခေါ်လိုက်ရတာပါပဲဟောခင်ဗျားတို့ကလည်းကိုစောကိုပြောလေပေါင်းကြံနေကြတာလေကျွန်တော် तू က तू အတက်ကြီးရပြောရင် तू ကတိတ်ကြောက်တာ तू ကနှုတ်ပါတယ်မကြီးထက်တော့နှုတ်ပါသေးတယ်အဲကိုရွှေထူးနဲ့ ဒါပထမဆုံးချိန်တော့မဟုတ်ပါဘူးဒါဒုတိယမြောက်ကားပေါ့ပထမသားမိကရိုက်ရတယ်အခုဒါသားမိမဟုတ်မမနဲ့မောင်လေးဆိုတော့မိုင်းဘွားမှာလေဟိုအခုလိုမျိုးမမနဲ့မောင်လေးဆက်တွေထပ်ပြီးတော့ဘယ်တော့မှမရိုက်တော့ဘူးလို့ဆုံးဖြတ်လိုက်တယ်ဘာလို့လဲဆိုတော့နောက်တစ်ခါရှိသေးရဲ့အဲ့တစ်ခါကြိုက်လဲအဲ့မျက်နှာပူပါအောင်မယ်အဲဒါမဲ့လဲမျက်နှာပူပူနဲ့အဲ့နောက်ဆုံးအဲ့ဟိုတကားချူတီအဲ့ဒီမွေးဒီပေါ့အဲ့ဒါပြီးရင်နောက်ထပ်မရိုက်တော့ပိုက်တကောနဲ့ကားအဲ့ပြီးတော့မိုင်းဒီကမောင်လေးဘမဆက်တွေမိုင်းမရိုက်တော့တခြားခန့်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 တီတီတက်နဲ့ဒါမျိုးတွေပဲရိုက်တော့ဟုတ်တယ်ဒီမှာဖြစ်ကြတယ်အဲ့ဒါကြောင့်သူကကျေးဇူးတင်ရတယ် ဒါလို့ဆိုတော့အဲ့သူတို့တွေရှိနေတဲ့အတွက်ကျွန်မဒီနေ့ဒီချိန်ကြီးကားရိုက်နေရတာလေအဲ့ကျေးဇူးကျွန်မဘယ်တော့မှမမေ့ပါဘူးအဲ့ကြောင့်မို့သူတို့တွေဟိုသူတို့တွေကိုမော်တီဗေးတဲ့အနေနဲ့ဒီထက်ကောင်းတဲ့ဇလန်းကောင်းကောင်းတွေပါကြီးရိုက်ဖို့အများကြီးစီစဉ်ထားတယ်။မိုင်းအသက်ရွယ်နဲ့လိုက်တဲ့ဇလန်းတွေပေါ့ပြောဖို့ကနည်းနည်းစောနေသေးလို့မိုင်းနဲ့အနာကိုရွှေထုတ်ရဲ့ဆင်းလေးတွေပေါ့တော်တော်များများအခုအကုန်လုံးကကြည့်ပြီးတော့ရှူရှူမမတွေအားကြနေကြပြီမိုင်းအားတော့မကြလောက်ပါဘူး။ဟာလေဝိုင်းရှဲနေကြတာဟုတ်လားအဲ့မှာ ီကပါလေကြည့်လို့ကြည့်လိုက်ပါဒီကားလေးကတော့ဟုတ်တယ်အဖေထက်သုံးနေငယ်ဆိုတာလေးအဖေထက်သုံးနေငယ်ဟုတ်တယ်သူနဲ့မိုင်းနဲ့ဘယ်နည်းကတွေ့လဲဆိုတော့ဟိုတနည်းကဧည့်သည်ထပင်ကျွေးနေသူနဲ့ time 47တွေ့တယ်ပြောသူနဲ့စကားပြောတယ်အဲ့မဲ့တိုင်ငယ်ရလဲမိုင်းသူထွက်လာတယ်ဆိုတော့သူဖုံးဆက်လာတယ်ဖုံးဆက်လာတော့သူနဲ့စကားပြောတယ်အကြာကြီးပဲအဲ့သူကသူရိုက်ချက်နဲ့ဇက်ကလေးတစ်ပုဒ်ရှိတယ်အဲ့ဇက်ကလေးကတော့ကောင်းတယ်ဒါပေမဲ့ तू ကဘယ်လိုပြောလဲဆိုတော့မိုင်းတဲ့ဟိုမာလေးတို့ကိုလည်းရိုက်ချက်နဲ့မတ်တာကိုလည်းရိုက်ချက်နဲ့ဘာဆူကိုလည်းရိုက်ချက်နဲ့ဟိုမြတ်တော်မတော်ခစ်တကြရဟဲ့ ဆာမီရဲ့ရမ်းစိတ်ကူးမြင်ပါတယ်သူတို့တွေကတော့ရိုက်မှာမဟုတ်ဘူးလို့ဒါပေမဲ့ဟိုငားရိုက်ဆိုတော့ရိုက်ပေးပါမယ်စိတ်အင်းကြီးကစိတ်အင်းကြီးကောင်းမကြီးမိသားစုလားအဲ့လိုမိသားစုဇလန်လေးပေါ့ဒါပေမဲ့မကြီးတို့အကြောင်းတော့မဟုတ်ဘူးမဟုတ်ဘူးသူကလူတွေကိုအကုန်ထက်ကြတာအဲ့မိသားစုပေါ့အဲ့လိုမျိုးညမတွေအဲ့အဲ့လိုအကုန်ပိုင်းတော့ပေါ့ပေါ့ညမတွေအဲ့အဲ့လိုညမရောက်တယ်သူရဲ့ဇလန်လေးကကောင်းဟုတ်နာမည်ကတော့သူပြောပါလိမ့်မယ်နာမည်လေးကလည်းအရင်လှတယ် သူ့ကိုအပျော်ထားပြလိုက်တာပါသူအဲ့မိုင်းလူနဲ့ရန်ရင်းနေတဲ့မိတ်ဆွေတယောက်ကအာခက်ခက်ကအလုံးလုံးချင်တယ်ပြောလို့အဲ့ရုံးမှာတက်တက်မဲ့အလုပ်ပေးလုပ်ထားတာအဲပေးလုပ်ထားတော့သူကရန်ပျော်တယ်ရုံးသားတမိဘာလီလုံးမှာမီဒီယာလေးနဲ့ခက်တည်နေတာပြည့်တရေနေတယ်လားမီဒီဒီပဲပွဲသွားမှာလေမမေပွဲတွေကိုပြောထားအောင်နော်ခက်ကလေရုံးကိုပြန်ပြောရမယ်မမေဘာပွဲတွေရှိမှခက်ကမသိခက်မကောင်းအေးပါတမိရဲ့အစင်းပြောက်သားပြောလိုက်ပါအဲ့ဆိုအဲ့လိုတော့ပြောထားရတယ်မိုက်ပြောပြလား ဟေးပြောချင်တယ်ဒါပေမဲ့ခစ်တီကာလာတွေကမထူတော့ဘူးလို့အခုချိန်မှာငါပြောရင်ငါအเจ้าငါဖော်သူလူဖြစ်မယ်မဆိုင်တဲ့လူတွေအเจ้าပါလာမယ်အဲ့တော့အဖက်ဖက်ကိုကြည့်ပြီးတော့မလေးမကိုတမောင်ဆွေးဇန်ဇန်အเจ้าတွေပါလာမယ်ငါပြောချင်တော့ဘူးလေမဟုတ်လားအဲ့အเจ้าညာတွေအော်ဒါဆိုလဲဒါရနဲ့ပတ်သက်တာကိုဆိုလဲကိုနဲ့ပတ်သက်တာ hari အဲ့ဒါပြောလဲမထူတော့မှာအဲ့တော့ပြောတော့ပြပြမယ်ကွာလေလို့တော့မဟုတ်ဘူးပေါ့နော် အဲ့လိုတုပ်ဆောင်ကံတုပ်ဆောင်ခဲ့တယ်16နှစ်တုန်းကတုပ်ဆောင်ခဲ့တဲ့ဟာရဲ့အသက်30လူလပိုင်30အခုအသက်50အရွယ်တွေကမတူဘူးအရွယ်တွေမတူဘူးလို့အိုက်တင်နေရလည်းမတူဘူးတုပ်ဆောင်ရတဲ့အနေအထားတွေကလည်းမတူငငယ်ဦးကဟိုတမီးရွယ်မှာအမေရွယ်ခုံလုံးတာတမျိုးအဲအခုအရွယ်ဒီမှာကြတော့အမေရွယ်နေတမီးရွယ်ခုံလုံးလို့မရတော့ဘူးကြော်လုံးလို့လည်းမရတော့ဘူးအဲအဲ့လိုမျိုးပေါ့အဲ့တော့ မာကြီးတို့အနုပညာဒေတွေကတိရုပ်ဆောင်မာကြီးတို့မဟုတ်ပါဘူးမာကြီးကတော့ကိုယ်ခံယူခြင်းနဲ့ကိုနေရပါကိုယ်ရဲ့တိရုပ်ဆောင်တာတွေကကိုယ်အသက်ရွယ်နဲ့လိုက်ဖက်တဲ့တိရုပ်ဆောင်တာတွေကိုပဲမာကြီးကစိုက်နှက်တတ်တယ်အဲ့လိုမျိုးပုံစံမျိုးပဲမာကြီးကဆက်လက်ပြီးလှုပ်ဆောင်သွားမယ်မာကြီးအလုပ်လုပ်နိုင်တဲ့ရွေ့60 80 80 80လောက်ထိမာကြီးအလုပ်လုပ်နိုင်သေးရဲ့ဆိုလေမာကြီးကိုဖွားခန်းလာခိုင်းလေမာကြီးရိုက်မှာပဲအဲ့ဒါဆိုမာကြီးကဒီရုပ်ရှင် တေးဥဆောင်တော့ရတယ်လို့သဘောကျတဲ့အတွက်ဒီလိုပဲလုပ်နေဦးမှာပဲအဲကျမကြီးမကောင်းတော့ဘူးဆိုရင်တမျိုးပေါ့နောက်ပြီးတော့ပေးသက်ကလက်မခံတော့ဘူးဆိုရင်တော့လည်းတမျိုးပေါ့အဲ့တော့ပေးသက်လက်ခံနေသေးကာလပလုံအဖွားခန်းဆိုလဲမှရိုက်မယ်လို့ဆုံးဖြတ်ချက်ချထားတယ်အကားလေးကလေဟိုမာကြီးတို့ပုံမှန်အရင်ရကြည့်ခဲ့တဲ့ကားလေးနဲ့မတူပါဘူးဇက်အင်လေးကလည်းတော်တော်ခိုင်ပါတယ်အဲအဲ့လိုပဲပြောရမယ်လို့တော့မဟုတ်ဘူးနော်တကယ်ကောင်းတာပါဇက်အင်လေးကလည်းခိုင်နေရည်လေးရမ်းရည်ရတယ်အကိုနိုင်ကလည်းအရန်တော်ပါတယ်ချူလေးကလည်းတော်ပါတယ်အခုရှူထူးကလည်းကောင်းပါတယ်မာကြီးကတော့ကောင်းဆုံးပေါ့အဲ့လေ စတာပါဒါပေမဲ့ဒီကားလေးကကောင်းပါတယ်ပြည့်သက်ဒီခဏတပြုတ်ကြည့်ရတဲ့အခါမှာချီနူးရမယ့်ကားလေးဝမ်းသားမယ့်ကားလေးပျော်ရွှင်ရမယ့်ကားလေးလို့မကြီးအမတ်ခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်